1946ခုနှစ်ဇူလိုင်လ၏တခုသောနေ့တည်းနေ့ဖြစ်သည်ပြင်သစ်ပြည်ပဲရင်မြို့တော်အစိုးရ AKH ၏ခမ်းမဆောင်တွင်၌သတင်းတောင်များစုဝေးရောက်ရှိနေကြသည်အသက်ဖြူတမဲအသက်ဝါဆသဖြင့်ကဘာအရဲ့ကျဲအတိုင်းတိုင်းပြည်ပြည်မှာအပြေးလွာရောက်ရှိလာကြသောဤသတင်းတောင်များမှာစုစုပေါင်း100နီးပါးညာရှိမည်ဟုခံမှန်းရသည်ဤသတင်းတောင်များနှင့်ညနေချင်းဆိုင်မှဖိတ်ဖိတ်တောက်နေသည့်မဟောဂန်ဒီစပွဲကြီးတစ်ဖက်တွင်ကလထိုင်မြင့်ထိုင်နေသောလူတစ်ယောက်ကိုတွေ့ရသည် ရင်းပုတ်ကမှာအသက်90ကျော်60နီးပါးမြရှိမည်ဟုခံမှန်းရသည်အသက်ရွယ်အားဖြင့်ဦးမင်းတီရုပ်လက္ခဏာမရှိသေးတော့လေကြိုက်ပြန်သောနှစ်ဖူးစူးချနှဆိုင်တီမျက်လုံးစုံ၌ရှီလျားတီနှကမ်းမွေးမုတ်စိမ်မှုများကြောင့်သူမျက်နှာမှာရှီဟောင်းပုံမြင်ထဲမှာပညာရှိကြီးတယောက်ပေါ်မှာချစ်ခင်လေးစားပွဲကောင်းလာသည်အထူးသဖြင့်သိမ့်မွေးနူးညံ့၍ပျော်ပြောင်းတည်ငြိမ်လာသည့်သူဟန်အမူအရာများသည့်ဘဝအမျိုးမျိုးကိုကျော်လွှားထက်တန်ကလောကနံတရားကို ကျဉ်းကျန်ကန်ရတ္တိလာခဲ့တဲ့တူထက်ကြောင်းမတိမတာဖော်ပြတယ်လို့ရှိနေတယ်။ဤသို့သော ရုပ်လက္ခဏာဟန်မူရာဖြင့်ကဘာအခြေချက်မှာတရင်တော့တရားနိဗ္ဗာန်များကိုပြင်သစ်ကြီးပဲရိမြို့တော်အစိုးရ၏ဧကရဏ၌လက်ခံတွေးဆနေသည့်ဤပုဂ္ဂိုလ်ကြီးကခြားသူမဟုတ်ဒီယနံမျိုးသားများ၏ခေါင်းဆောင်သမ္မတကြီးဟိုချီမင်းဖြစ်သည်။ဟိုချီမင်းသည်ဒုတိယကဘာစစ်ကြီးပြီး1945ခုနှစ်စက်တင်ဘာလ2ရက်နေ့တွင်ဒီယနံဒီမိုကရက်တစ်သမ္မတနိုင်ငံကို တည်ထောင်ကြညာခဲ့ရာဤနိုင်ငံကိုနှစ်ပေါင်းများစွာစုမှုအထုတ်လာခဲ့သည့်ပြင်သစ်အစိုးရနှင့်ဗီယက်နမ်ဤနောင်ရေးအတွက်စိတ်ဆက်ဆွေးနွေးရန်ပဲရီမြို့တော်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟိုချီမင်း၏လွတ်လပ်ရေးကြိုးပမ်းမှုများအကြောင်းကိုနှစ်ပေါင်းများစွာကပင်ကြားသိနေရသည့်ဖြစ်သောနိုင်ငံတကာမှသတင်းစာဆရာများသည်တိတ်ကသူ့ဘဝသူ့အကြောင်းနှင့်ပြစ်ဆုတ်ပံကလဗီယက်နမ်ပြည်ထနာအဝဝတို့ကိုဗီညန်းဆောင်ဆန်းထောက်လန်းရန်အတွက်ပဲရီမြို့တော်ကြီးသို့အပြေးအလွှာလာရောက်စွေးကြကြရမှာ တမနာကြီးဟုတ်ချိမင်းကြီးခွင့်ပြုကြရယခုကဲ့သို့တရင်စာကွန်ဖရင့်တစ်ခုကိုစီကားတမြိုက်စွာကျင်းပပြုလုပ်နေကြခြင်းဖြစ်သည်ဟုတ်ချိမင်းကြီးရှိတဲ့စပွဲပေါ်တွင်နှင်းစီပညာဖြင့်လန်းဆန်းဥဆန်နေသည့်ပန်းအိုတလုံးရှိနေသည်တမနာကြီးခညာတမနာကြီးဟာကွန်မြူနတီတယောက်ဆိုတာမှတ်မှားသလားခညာတရင်စာကွန်ဖရင့်ဆောက်လင်စာခြင်းရှေ့ဆုံးနားမှာတရင်စာဆရာတယောက်ကရုတ်တရက်ထ၍ထပ်ပါတိုင်မေးလိုက်ရာတမနာကြီးဟုတ်ချိမင်းကမှန်ပါတယ်ဟုတင်ငင်အေးဆေးစွာပြန် ပြန်လဲဖြစ်ကြလိုက်တယ်။တမနာကြီးဟာလွတ်လပ်ရေးအတွက်ကျိုးပန်းရံမှာ ပါဝင်ခဲ့ပါသလား။ပါခဲ့ပါတယ်။ဘလောက်ကြာခဲ့ပါသလဲ။အနည်း40လောက်ကြာခဲ့တယ်။ထောင်ကောကြာဘူးပါသလား။အီမေးကွန်းကြောင့်မဆုစာအုပ်ငညာတွင်ငုံ့၍ရေးမှန်နေကြသောသတင်းစာဆရာများသည်မေးကွန်းမေးသူအား၎င်းတမနာကြီးဟိုချီမင်းအား၎င်းမော၍တလဲစီကြည့်မြင်ကြသည်။ဟိုချီမင်းကအင်ဒီမြက်ပင်ကြာဘူးပါတယ်ဟုခြေလိုက်သည်။ လက်ထောင်တွေမှာကြက်ခဲ့ပါတည်းထောင်တွေကတော့အများကြီးပဲခင်ဗျာအချိန်တော်အကြောင်းကြက်ခဲ့ပူပါတလားတမနာကြီးဟိုချီမင်းဒီမေကွန်းပိုင်ရှင်တရင်စာဆရာဒိတ်ပဲပြေဝါစွာပြုံးချောင်တန်းသည့်မျက်နှာပြင်ခိတမြစိုက်ကြည့်ဒီမှထောင်ထဲမှာအချိန်ဆိုတာအငဲတန်းကြာတာကြီးပါပဲခင်ဗျာဟုတိမ်တိမ်မွမွပြန်ထီလိုက်သည်ပြင်သစ်ဘာသာစကားဖြင့်ရင်ကျေးလှပစွာဖြစ်ကြလိုက်သောဟိုချီမင်းကြီးဖြစ်ကြောင်းတရင်စာဆရာအားလုံးမှာလှုပ်လှုပ်ရွရွဖြစ်သွားကြသည် သူ့ပြုံးမှာတင်းငိမ့်တင်မှုတလောက်သူ့ဖြေမှာလေးနဲ့နံကန်လာတယ်။ထောင်ထဲမှာအချင်းဆိုတာအငြင်းတန်းကြာတာကြီးပါပဲခင်ဗျာ။အော်ဒရိုင်းထက်ထက်ဝင်းရံ၍တန်တိုင်းအတန်တန်ကာစီထသည့်အချင်းထောင်တွင်း၌နေရသည်မှာလိုလက်စွာလှုပ်ရှားတော်လာလို့သည့်လူသားများအတွက်ကိုဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းများကိုတွေ့၍တင်းငိမ့်ကြီးခံစားနေရခြင်းဖြစ်သည်။ဂျင်းတို့စိတ်ရောကိုယ်ပါဆင်းရဲချက်တဲစွာနေရသည့်အချင်းကလာသည်။ညီများပင်တူတောင်းသည်ဖြစ်စေ ကုံဆုံးနိုင်ခဲ့သည့်အရှိန်လျောက်ဆုံးသောနေ့ရက်အချိန်ကာလများဖြစ်နေတတ်သည်မှာဓမ္မတာပင်ဖြစ်သည်ထောင်ထဲတွင်တရက်ကိုတက်တော့ထင်ကြသည်တစ်ခုကိုတဘွားလောက်ခံစားတကြသည်ဤသို့လျှင်တရက်နှင့်တညကိုတသက်နှင့်တဘွားလောက်ထင်မှတ်เสียကောင်းလာသည့်အချင်းထောင်တဲ့သူဟိုချီမင်းသည်1932ခုနှစ်ကဟောင်ကောင်တွင်တကြိမ်ရောက်ခဲ့ပြီနော်1942ခုနှစ်တွင်တရုတ်ပြည်၌ဒုတိယအကြိမ်ထက်မှန်ကျရောက်ခဲ့ရသည် ိုချီမင်းဟူသောအမည်ဖြင့်1942ခုနှစ်နှစ်ဆန်းပိုင်းတွင်ဗီယက်နမ်သို့ပြန်လည်ရောက်ရှိလာပြီနော်ထိုနှစ်တင်လုံးဗီယက်နမ်လွတ်လပ်တဲ့ပွဲအတွက်ပြင်ဆင်ဆိုင်ပြမှုများကိုအပြင်းထန်ပြုလုပ်ခဲ့သည်။ကောင်ပန်းပြည်နယ်ဗဟိုဒေသကိုလွတ်မြောက်ရေးနယ်မြေဖြစ်သတ်မှတ်၍ကောင်ပန်းနှင့်စင်စီနယ်အကြားတရုတ်နယ်စပ်အနီးပရပိုတွင်ဟနာချိုစကန်ကူကိုတိစောက်ခဲ့သည်။ဂျီနန်တွင်တရုတ်ကွန်မြူနီတောက်ကြားအခြေခံစကန်များကိုမြင်တွေ့ရောက်ရှိခဲ့ပြီးသောဟိုချီမင်းသည်ရင်းစကန်များကဲ့သို့ပင် ယခုပပိုတင်တောင်းနယံတစ်ခု၌တဘာဝလျောက်ဖြစ်ပေါ်နေသည့်အေယာမဂူကြီးတစ်ခုကိုဌာနချုပ်စကန်အဖြစ်ပြုလုပ်ခဲ့ပြီးနော်အိနီယာတွင်တနစ်ကျော်မြနေထိုင်ခဲ့ရသည်ဤပပိုဂူကြီးထဲမှနေ၍ဟိုချီမင်းသည်သူ့ရဲဘော်များနှင့်အတူနိုင်ငံရေးအရာစီယုံနှုတ်ဆောင်များနှင့်စစ်ရေးအရာ လက်နက်ကင်တောက်ကြတဲ့များဖွဲ့စည်းရေးကိုနီးနီးညံ့ညံ့အပြင်းထန်လုပ်ကိုင်ခဲ့သည်တနင်္ဂနွေလုံးမှလူထုအုံကြွလှုပ်ရှားမှုတည်ထောင်များကိုရနိုင်သမျှစုဆောင်း၍လွတ်လပ်သောဗီယက်နမ်အမည်ဖြင့် တည်နှောင်တဆောင်ကိုလည်းစကူးဆက်ပြဲလှဲ့ကာထုတ်ဝေဖြန့်ချိခဲ့သည်။သို့ဖြင့်1942ခုနှစ်မေလ10ရက်နေ့မှာ19ရက်နေ့တိဣတီသားတွင် Indo-China Communist Party ရှီကျိန်ယောက်ဘူကော်မတီညနာဆောင်ကြီးအစည်းအဝေးကိုကျင်းပသည်။ရဲအစည်းအဝေးကိုတက်ခတ်များမိုးထားသည့်တဲတစ်ခုအတွင်း၌ကျင်းပခဲ့ရာတိဘောကဟူ၍တဘာပတိဟိုချီမင်းအတွက်ဝါစပွဲကလေးတစ်လုံးသာရှိသည်။ဘူကော်မတီဝင်အားလုံးတိတုံးများပေါ်တွင်ထိုင်ကာအစည်းအဝေးကိုကျင်းပခဲ့ကြသည်။ ဘိုးကော်မတီဝင်များတွင်ရှောင်းချင်းပမ်မန်တောင်းငွေရင်ကရနှင့်အခြားကောင်းဆောင်များပါဝင်ကြသည်အဆိုပါပါတီဘိုးကော်မတီအစည်းအဝေးသည်ရင်းတို့အဆောင်အယောင်အခမ်းအနားရကြီးကျယ်ခန်းများမှုမရှိတော့လဲနောက်ခါ၌ဘီယမင်းဟူ၍ထင်ရှားကြွကြလာမည်ဘီယနန်လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးဖွဲ့စည်းရေးကိုဤအစည်းအဝေးကပင်ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်ဘီယမင်းအဖွဲ့ချုပ်၏လောလောဆယ်အဓိကဥတီချက်အဖြစ်ဂျပန်ဖက်စင်များကိုအခြေခံသော ီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်တော်လန်တော်အစိုးရကိုထူထောင်ဖွဲ့စည်းရန်ဟူ၍အတည်လင်းကြေညာခဲ့သည်။ထို့ပြင်နိုင်ငံတော်အလံမျိုးသားအလံတော်လန်ကြီးအလံအဖြစ်အနီရောက်နောက်ခံတွင်ရှေးဝါရောင်ကျကြီးတလုံးပါဝင်သည့်အလံကိုတညိတညွတ်ထဲရွေးချယ်သတ်မှတ်ခဲ့ကြသည်။ဟိုချီမင်းသည်ဘိုးကော်မတီအစည်းအဝေးကျင်းပသည်နော်။အီပဘိုကူကြီးတွင်မှပဲဆက်လက်နေထိုင်က နိုင်ငံရေးတင်နာညပေးခြင်းလက်တွေ့စီယုံကြီးလုံဆောင်ရေးလုပ်ငန်းများအတွက် ညွှန်ကြားခြင်းစသည်များကိုပြုလုပ်ခဲ့တယ်။အချိန်ထဲမှာပင်ထိုစဉ်ကနိုင်ငံတကာကွန်မြူနတီများအတွက်နိုင်ငံရေးလက်ဆွဲကျန်းမာဆောင်ဖြစ်သဘောထားလိလာခဲ့ကြရသည့်ဆိုဗီယက်ယူနီယံကွန်မြူနတီပါတီတမန်ကိုဗီယက်နမ်ဘာသာသို့ပြန်ဆိုခဲ့တယ်။ထို့အပြင်လက်နက်ကင်တောက်ကြားတပ်ဖွဲ့များအတွက်တောက်ကြားစစ်စင်ရေးစာတမ်းအညောင်များကိုရေးသားပြုစုခဲ့တယ်။၁942ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တွင်ပစိဖိတ်သမုဒ္ဒရာအတွင်းမှအမေရိကန်တို့၏ပလဲစကန်ကိုဂျပန်လေတပ်က အလွတ်တင်ဝင်ရောက်တက်ခိုက်ခဲ့ရမှာအရှိအအားသို့ဒုတိယကဘာစင်မကြီးတဟုံးဟုံးဖြင့်ကူးဆက်တောက်လောင်လာခဲ့ရဤတွင်ဟိုချီမင်းနှင့်သူရဲဘော်များတင်ဂျပန်ကျူးကျော်မှုစန့်ကျင်ရေးကိုအဓိကဥတီကဒီယနန်ပြည်သူများအားအပြင်းထန်လှုံ့ဆော်ဝါဒဖြန့်ခဲ့ကြသည်ဂျပန်စန့်ကျင်ရေးအတွက်ဗီယက်မင်းဖွံ့ဖြိုးကိုအနှံပြဖွဲ့စည်း၍ညီညွတ်ရေးတပ်ပေါင်းစုကိုအကျယ်ပြန့်ဆုံးတိစောက်ခဲ့ကြသည်အာရှနိုင်ငံအလုံးသို့ အင်းအားအလောင်းရင်းဖြင့်ဝင်ရောက်ကာတိမ့်ပိုက်လာနေကြသောဖက်စစ်ဂျပန်များ၏စစ်ရေးအခြေအနေနှင့်တနေ့တခြားပြောင်းလဲမှုများဖြစ်ပွားနေသောနိုင်ငံရေးအခြေအနေများကိုအကြောင်းပြု၍ဟိုချီမင်းသည်1942ခုနှစ်ဇူလိုင်လတည်းတွင်တရုတ်ပြည်သို့ခရီးထွက်လာခဲ့သည်ယခုတစ်ချိန်တရုတ်ပြည်သို့ခရီးထွက်ရ၌ဟိုချီမင်းတွင်ရည်ရွယ်ချက်နှစ်ခုရှိသည်တစ်ခုမှာဂျပန်စန့်ကျင်ရေးအတွက်ဗီယက်မင်းအပွဲချုပ်နေဖြင့်ချန်ကေရှိအနာပိုင်များနှင့်ဆက်သွယ်ကာလက်နက်ခရယံမိကြအကူအညီများရယူရန်ဖြစ်သည် ောက်တစ်ခုမှာတရုတ်ကွန်မြူနစ်ပါတီနဲ့အဆက်အသွယ်ပြုလို့ရထိုမှာတစ်ဆင့်ဆိုဗီယက်ကွန်မြူနစ်ပါတီတို့ဗီယက်မင်းအဖွဲ့ချုပ်ရဲ့အခြေအနေကိုရှင်းလင်းတင်ပြရဖြစ်သည်ဤတို့ကြံရွယ်ကဟိုချီမင်းဟူသောအမည်ကိုခံယူ၍လမ်းပြတရုတ်၏အကူအညီဖြင့်ထွက်ခွာလာခဲ့ရာတရုတ်ပြည်တွင်းသို့ရောက်ရှိလာခဲ့ပြီးရញ្ញားမကြမီချန်ကေရှိတ်ကွန်မြူနန်ပလေညာ၏ဖန်ဆီးခြင်းခံခဲ့ရသည်တို့ဖြင့်တခါကဟောင်ကောင်အကျဉ်းထောင်ထဲတွင်ကြောက်ရွံ့ခဲ့မှုသောဟိုချီမင်းသည်ယခုတစ်ဖန်တရုတ်ပြည်စင်စစ်တီနယ် ကျင်းတော်နဲ့တို့ထပ်မံရောက်ခဲ့ကြတယ်။တရုတ်ပြည်တို့ဟိုချီမင်းခီးထွက်သွားပြီးနောက်များမကြမီပတ်ပိုထဏချုပ်တွေကြာရစ်ခဲ့သည့်ရဲဘော်များသည်ဟိုချီမင်းတယောက်ချန်ကေရှိပလိညာ၏ဖမ်းဆီးခံရပြီးအကျင်းတော်နဲ့တို့ရောက်ရှိနေကြောင်းကြားသိရသည့်ဖြင့်အကြီးအကျယ်တုံ့လုံချချသွားကြရသည်။ထိုထက်ပို၍ဆိုသည်မှာနောက်ဆက်တွဲအဖြစ်ဟိုချီမင်းထောင်ထဲတွင်တည်ဆုံသွားသည်ဟုသောသတင်းထပ်မံရောက်ရှိလာခြင်းပင်ဖြစ်သည်။လွန်ခဲ့သည့်၁၇နှစ်လောက်ကငုံရင်အိုက်ကောဟုသောအနေဖြင့်ဟောင်ကောင်အကျဉ်းတော်နယ်တွင်ကျနေစဉ် တူတေဒီဟုတည်င်းဖြစ်ပွားခဲ့တယ်လို့ယခုလဲတရုတ်ပြည်အကျဉ်းထောင်ထဲတွင်တေဒီဟုတည်င်းကြားရကြံဖန်ပန်တောင်းငွေရင်ကြီးရစသည့်ရဲဘော်များမှတည်င်းကိုမယုံတဝက်ယုံတဝက်ဖြင့်ယုံရခနေကြသည်တော်တော်ဤတည်င်းကိုယူလာသည့်ရဲဘော်ကအတိအကျအခိုင်အမာ ပြောခဲ့သည်ဖျာမယုံဖြစ်တော့ပဲယုံကြရပြီးအကြီးအကျယ်စိတ်ထိခိုက်ကြရသည်နောက်မှသူတို့ထံသို့ဟိုချီမင်းကိုယ်တိုင်လည်းရိပ်ဖြင့်ရေးသားထားသည့်ကြံတဖို့ထူးထူးဆန်းဆန်းရောက်ရှိလာခဲ့သည်ဖြင့် သူမတဲ့ကြောင်းသိကြရပြီးဝမ်းသာရေမဆုံးအောင်ဖြစ်ခဲ့ရသည်။ဤဖြစ်ပျက်နှင့်ပတ်သက်၍ငူရင်ကြီးကဤသို့ပြန်လဲတွပြထားသည်။ဒီနေ့တနင်္လာကျွန်တော်သည်ဖမ်မန်နောင်းထံမှဆတဆောင်ရရှိခဲ့သည်။ရေးစာတဲ့တွင်ဦးလေးဟုသည်ကွန်မန်ဒန်အကျဉ်းထောက်ထဲ၌တိတ်ဆုံးထွက်ပြီးဟူ၍ပါရှိပါသည်။ကျွန်တော်တို့မှအကြီးအကျယ်အံ့အားတင်ပြီးဝမ်းနည်းကြေကွဲမဆုံးအောင်ချစ်မိကြသည်။တို့ဖြင့်ကျွန်တော်တို့ကြီးညိုလေးစားကြသော ကွယ်လွန်သူခေါင်းဆောင်ကြီးအတွက်ဝမ်းနည်းသည့်အထိမ့်မှန်အခမ်းအနားတစ်ခုပြုလုပ်ရန်စီစဉ်ကြသည်။ ရဲခန္ဓာတွင်ရဲဘော်ဖမန်တောင်းကဂုံပြူစကားတွေ့ကြရန်ပြင်ဆင်ထားပါသည်ကျွန်တော်တို့သည်ဦးလေးဟိုဤတစ်ခေါက်ဖာကလေးကိုဖွင့်၍အမှတ်တရပစ္စည်းများကို ရှာဖွေသိသိကြကြပါသည်ရဲဘော်တယောက်ကိုလည်းတရုတ်ပြည်ဘက်သို့လွှတ်၍သူလုံးနေကြသည့်နေရာကိုရှာဖွေရန်တာဝန်ပေးလိုက်ပါသည် နောက်လာအနေငယ်ကြသောအခါတရင်သာတစောင်းရောက်လာပါသည်ဖိုတရင်သာလိုက်ထားသည့်စက်ကူဘက်ပေါ်တွင်ကျွန်တော်တို့အားလုံးအမိနေကြသည့်ဦးလေးဟိုဤလည်းရိုက်ပြန်ကြရတဲ့ပုဂ္ဂိုလ်တွေ့ကြရပါသည် ကျွန်တော်တို့မှာအံ့ဩရွေမဆုံးအောင်ဖြစ်ကြရပြီးဝမ်းသာကြီးတာမိကြပါသည်ယခင်ကကျွန်တော်တို့ထံသို့အမင်္ဂလာတရင်ယူလာသည့်ရဲဘော်ကတ်အားတယောက်ပြီးတယောက်ဝမ်း၍ချင်းကြမောင်းကြမန်းကြမဲကြပါသည်ထိုရဲဘော်ကလည်းတရုတ်ဘီငံကိုတိုင်က ကျွန်တော်ကိုဒီအတိုင်းပြောလိုက်တာကိုဗျာဟုပြန်ရှင်းကြပါသည်တို့ဖြင့်ငိုရင်ကရဲ့ရဲဘော်များမှာကြက်တပုတ်ကြောင့်ဟိုချင်းမင်းမသေးသေးပဲအသက်ရှင်လျက်ရှိနေကြောင်းသိခဲ့ကြရသည်စင်စစ်ဟိုချင်းမင်းသည်အထက်ပါကြက်တပုတ်သားမကား တရုတ်ပြည်တွင်အဖမ်းခံရစဉ်တွင်ကြပြားအပုတ်ပေါင်းများစွာဆက်ဆူခဲ့သည်သူသည်ကြပြားကိုငယ်စဉ်ကပင်ချစ်ခဲ့သူဖြစ်သည်ကျောင်းသားဘဝကဝိညွတ်တွင်ပညာသင်ခဲ့စဉ်ကဗီယက်နမ်ကြပြားဆရာကြီးငွေရင်ဖူး၏တရုတ်ဖော်ကြပြားများကိုလည်းအထူးနှစ်ချက်ခဲ့သည်အင်္ဂလန်တွင်ထမင်းကျက်အစီကံဘဝဖြင့်နေခဲ့ရစဉ်ကရှေ့စပီးယားကြပြားများကိုလိလကျက်မှတ်ခဲ့သလိုတရုတ်ပြည်တွင်ရေအောက်ဒေါ်လာဟင်းသမားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရစဉ်ကလူရှုံးကြီးကြပြားများကိုအပြည့်အဝရတာခံခဲ့ပူသည် ထိုင်းနိုင်ငံတွင် ရာဇင်လှည့်၍ကလေးသူငယ်များအားစာသင်ပေးခဲ့စဉ်ကလည်းကြညာများကိုအလွတ်ဆို၍တင်ကြားပို့ချခဲ့ပူသည် ရုပ်စွာအစောမော်စကိုတွင်ဗီယက်နမ်ကျောင်းသားများအားဗီယက်နမ်သမိုင်းကိုတင်ကြားပို့ချခဲ့စဉ်ကပင်ပို၍အမိလွယ်အောင်ကြညာကာယများဖြင့်ရိတ်ဆက်၍တင်ကြားပို့ချခဲ့ပူသည်ရင်းတို့ကြညာများကိုချစ်မြတ်နိုးခဲ့သောဟိုချီမင်းကြညာဝတ္တနာအထုံးပါခဲ့သောဟိုချီမင်းသည်ကွန်မန်ဒန်အချင်းထောင်၏တန်နိုင်များတန်ချီချင်းများနှင့်ထိတ်တုံးများကြားတွင် နေထိုင်ခဲ့ရသည့်ကလပ်တစ်ချောင်းလုံးသူတွေ့မြင်ခဲ့ရသည်။ကြားသိခဲ့ရသည်။သူစိတ်အာရုံတွင်ခံစားမှုအဖုံဖုံအတွေ့အကြုံအဝဝတို့ကိုကြ བྱ ားဖြင့်ဖော်ကျူးခဲ့သည်။ဟိုချီမင်းသည်သူ၏ထောင်တွင်းမှတန်းစာအုပ်ငယ်ကလေးတွင်ပထမဆုံးစာမျက်နှာ၌ကြ བྱ ားကလေးကိုစတင်ရေးဆက်ခဲ့သည်။သူ့အတွက်ထောင်ကျရဲ့မှာရင်းမြရှီလီယားချန်ချောင်းဦးမြင်မသည်။တို့ဖြစ်၍ထောင်ထဲတွင်အခြားလုပ်ငန်းတာဝန်ဟု၍မမေရရမရှိသည့်လျော်ကြပြအတူထွန်များကိုရေးသားဆက်ဆိုခြင်းဖြင့် အချင်းကုံလုံးစင်ပြီဟုရည်ရွယ်ခဲ့သည်ထို့သောအချင်းကုံမမ်းမတိကုံသွားစေခြင်းဖြင့်ရှေလျာကာဝေးလာသည်လွတ်ရက်သည်တိုတောင်းနိကလာမည်မဟုတ်ပါလားကုမေနံပလိညာသည်ဟိုချင်မင်းအားတရုတ်ပြည်နယ်စပ်ဒေသအနည်းရှိစံစင်းမြို့တွင်တနေရာတွေ့ပြီးလမ်းမပေါ်တွင်ဖမ်းဆီးခဲ့သည်တွေ့ပြီးဟူသောအမည်မှာချမ်းသာမင်္ဂလာရှိခြင်းဟု၍အိပ်ပေရသည်ဤလမ်းမပေါ်တွင်သွားရင်းလာရင်တရှိုးဟုဆော့ဆဲဖမ်းဆီးခြင်းခံရသောကြောင့်ဟိုချင်မင်းမှာခီးနှောင်နေခဲ့ရသည်ပြင် လူတော်သူတော်တဲ့၌ရှက်စရာဖြစ်ခဲ့ရသည်ထို့နောက်ကွန်မန်ဒန်အနာပညာသည်ဟိုချီမင်းအားစင်စစ်အကျဉ်းထောင်ထဲသို့ပို့လိုက်ကြသည်ဟိုချီမင်းသည်အခြားတရက်ခန်းနှင့်အတူထောင်ထဲသို့လူသိညာအဖြစ်ရောက်ရှိသွားကြရထုံးစံအတိုင်းအကျဉ်းသားလူဟောင်းများကထောင်ပူးဝါးမှနေ၍စုပြုံစည်းကြိုကြသည်ဤသို့ဖြင့်ဟိုချီမင်းသည်ပြလဲသောကောင်းကင်တင်းကျင်းနှင့်တကွတင်ဖြူတင်မဲတို့ကိုမမြင်သာသည့်ထောင်တွင်းတနေရာသို့ရောက်ရှိခဲ့ရသည်ထိုစဉ်ကကွန်မန်ဒန်အကျဉ်းထောင်များ၏အခြေအနေမှာ လွန်စွာဆိုးရလာသည်ထောင်နာပညာသည်အကျဉ်းသားများအားအလောက်ကျညာစီခံရနိုင်ကျွင်းနွားတရိษံများပမာအမြဲတမ်းရိုက်နှက်ကန့်ကြောက်လေရှိကြသည်ထောင်သားများအားကျွေးမွေးသည့်ထမင်းဟင်းမှလည်းမသိယုံတမဲမဝါရှိစာဖြစ်၍လုံးဝအာဟာရမရှိသည့်အစာအစာများသာဖြစ်သည်သူတို့၏ကျမ်းမာရေးကိုလည်းလုံးဝကယုံမဆိုင်ပဲလိလူချွတ်ကြရာရေချိုးခွင့်မရအဝေစားလဲခွင့်မရသည့်အကျဉ်းသားများမှာကြီးထက်ထက်ဖြင့်မြစ်ပတ်နှန်းဆော၍ဝဲနာများရားနာများအပြင် ကလာသားယောဂများပါတယောက်နဲ့တယောက်ကုဆက်ကရွန်ရှာထိတ်လန့်ပေါ်ရထစ်ချင်တိုင်းဖြစ်နေကြသည်ဒိန်းစားတကူးများမှာအစဓညလူစုများနဲ့လူသက်သမားရာစဝိကောင်များအပါဝင်ထောင်ထဲတော့ရောက်လာကြသည့်အကျဉ်းသားမှန်သမျှကိုနေ့ခါ၌လဲဘဲတွင်တစ်သားထေတုံကြီးများခတ်ထား၍ညခါတွင်မူထွက်မပြေးနိုင်အောင်ခြေတစ်ဖက်ကိုတန်ခြေချင်းများကတ်ထားလေရှိသည်မတေယုံထမင်းဟင်းကိုစား၍တနည်းတားလောထိတ်တုံကွန်ကြီးများစုက ကျွန်တော်တိရိစ္ဆာန်များပါမှာရိုက်နှက်အကန့်ကြောက်ခံ၍အလုတ်ချမ်းလောက်ကကြရရှာသောအကျဉ်းသားများမှာညအိတ်ချင်းကလေးတွင်သာအပန်းဖြစ်အနားယူကြရသည်ထို့ဖြင့်အကျဉ်းသားများသည်ညနေဘက်အိတ်ထောင်ပိတ်ချိန်၌အဆောင်ထဲတွင်ဆော့ဆော့နေရယူပြီးတုံးလုံးပက်လက်လှဲ့နိုင်ရန်တွင်တချေချင်းခက်တဲ့နေရာတွင်သူ့ထက်ငါတိုး၍အခက်ခံကြသည်တချေချင်းအခက်ခံသည့်နေရာတွင် လောက်ကျသွားပါကအိတ်ထောင်ထဲသို့နောက်မှဝင်ရပြီးအိတ်ဆရာကောင်းချစရာနေရာများပဲတညာလုံးဒုက္ခရောက်ကြရရှာသည် ဤသို့ဖြင့်ကုကုကိုတန်ချိချင်းအခက်ခံရဖို့ရေအပြေးလွှာအလူရဲ့သူ့ထက်ငါတိုးဝေနေကြရရှာသည့်ဘဝတူအကျဉ်းသားများကိုတွေ့ရသောဟိုချီမင်းမှာမဖော်ပြနိုင်သောဝေဒနာတရက်ကိုခံစားမိသည်ဟိုချီမင်းသည်စင်စစ်ထောင်ထဲတွင်ထက်ပါဆင်းရဲဒုက္ခပုံပုံအတွေ့အကြုံမျိုးတို့ကိုခံစားခဲ့ရပြီနော်တလကွညကြတွင်ထောင်ပြောင်းခဲ့ရသည်ထောင်ပြောင်းရ၌သူ့အားတထောင်စစ်နှစ်ဖက်စလုံးလက်ပြန်ကြုတ်တော့ကရိုက်ဖက်တနက်များကင်ထားသည့် ကွန်မန်ဒန်စစ်သား၆တို့ကစောင့်ရှောက်လိုက်ပါလာကြသည်စင်စည်းထောင်မှစတင်ထွက်သွားသည့်နေ့မှာတရုတ်မျိုးသားနေဖျားလန်ခီတစ်ချောင်းမှအိမ်ပေါက်စီရောင်စုံမိဘုံများတန်းတန်းများဖြင့်လှပပပြင်ဆင်ထွက်ကြသည်ကိုတွေ့နေရသည်မိမြတ်သည်လူကြီးလူရွယ်အားလုံးပျော်တပြုံးပြုံးဖြင့်သွားလာရရှိကြသည်ရင်းတို့တစ်မျိုးလုံးတီပါလုံးတစ်နေလုံးပျော်ပျော်ရွှင်ရွှင်ဖြင့်မျိုးသားနေပွဲတမင်ဆင်းရင်ကျင်းပနေကြသည့်အခါတမညာကြီးမှာပင်ဟိုချီမင်းသည်ကျွေးနွားတလေးဆံများပါမှာ ိုးဖြင့်အလုံအောင်ခံရ၍စင်စည်းထောင်မှတရံပုံထောင်သို့ပြောင်းရွှေ့ကြရသည်ဤသို့ဖြင့်ဟိုချီမင်းသည်စင်စည်းမှနန်းနင်းသို့နန်းနင်းမှကိုလင်းသို့တပံလိုင်းချောင်းသို့စသည်ဖြင့်တရုတ်ပြည်ကွမ်စီတီနယ်အတွင်းသို့ခရိုင်ပေါင်း3ခရိုင်မှအချင်းထောင်ပေါင်း30ကန်သို့တခရိုင်မှတခရိုင်တစ်ထောင်ပြီးတစ်ထောင်လှည့်လည်ပြောင်းရွှေ့ခြင်းဖြင့်အချင်းကုန်ကြရသည်တစုံတရာစစ်စည်းမြင်းမြင်းချင်းလည်းမပြုတ်ခိုင်လုံသောတသက်ထောက်ထားလည်းမရှိပါပဲလျှင် ဟိုချီမင်းအားအချင်းထောင်တစ်ခုပြီးတစ်ခုလက်လက်ပို့ဆောင်၍ချုံနောင်လာခဲ့ရမှာလေးလာတင်းတင်းပြေးလာခဲ့တယ်။ဒီနေ့လွန်းလို့လွန်းလို့ဖြင့်ညော်ကိုဆောင်စားနေရသောဟိုချီမင်းအတွက်ထောင်ထဲ၌အချင်းသည်ကုန်ခဲ့လာသည်။ဒီနေ့ဝင်ဒီနေ့ထွက်၍တရက်ဟူသောအချင်းသည်ချီလျားတညောင်းလာသည်ဟုထင်မိသည်။သို့ဖြင့်ရက်လာရှိကြ၍လေးလာပြညောက်သောနေ့တွင်ဟိုချီမင်းသည်သူ့ဘဝသူ့အချင်းနှင့်သူ့စိတ်ဓာတ်တို့ကိုမှတ်တမ်းတင်ခဲ့သည်။ဟိုချီမင်းသည် ကုမင်းနဲ့အချင်းထုံမြတဲ့၌တစ်ပါတိုင်းအစားတောက်နေထိုင်ဆင်းရဲစွာဖြင့်နေထိုင်ခဲ့ရတော့လဲစိတ်ပြတ်အငငယ်ခြင်းမရှိထောင်ထဲတွင် မတည်သေးသည့်တတိတိတွင်လိုအပ်မည်ဟုအန်ကိုကြိတ်ကစိတ်ကိုတင်ငယ်သည်တနေရာမှတနေရာတထောင်မှတထောင်သို့အပြောင်းလဲထွက်ပြေးမည်ဆိုသည်ဖြင့်အဆောင်ဆက်သားများကသူ့လက်ချင်းများကိုကျိုးဖြင့်တင်းနေအောင်တုံ့နှောင်ထားပါတော့လဲသူ့စိတ်ကိုကရည်သူမှတုံ့နှောင်ထားရမြန်ကိုခန္ဓာမလွတ်လပ်တော့လဲသူ့စိတ်မှာအငြဲလွတ်လပ်နေခဲ့သည် သူစိတ်ကုန်မြေသူမှချုပ်ချယ်ရမယ။အထူးသဖြင့်ဟိုချီမင်းသည်အကျဉ်းတော်တစ်ခုမှတစ်ခုတော့ရွှေ့ပြောင်းရနိုင်။ညသောအဖြစ်ချေချင်းတော့ရသည်။အချို့နေရာများမှာအလန်းကောက်ဝေးလာ၍တောတောင်ထက်ထက်များကိုဖြစ်ကျော်၍တော့ရသည်။အီခါမျိုး၌သူခန္ဓာကိုယ်မှာမလွတ်လပ်တော့လေ။သူစိတ်မှာလွတ်လပ်နေသည်ဖြစ်ရ။ဩကာသလောကတောတောင်ရှိနေ၏ဘာဝအလှကိုလွတ်လပ်စွာခံစားမိသည်။အတန်မျိုးစုံဖြင့်တွင်ကျူးအောင်မြကြသောကျင်းငတ်တာရကတော်၏ တာယာလှသည့်တဘာဝဒိတညာကိုလည်းသူလူလက်စွာခံစားနိုင်ခဲ့သည်အရာမျိုးစုံငေါငါပွနေကြတော့တောပန်းကလေးညာ၏မွေးတုံတင်းကျန်သည့်တဘာဝကျန်းများကိုလည်းအပြည့်အဝခံစားခဲ့ရသည်သူချေသူလက်များကို တုံ့နှောင်ထားနိုင်တော့လေရင်းတို့တော့တောတဘာဝတောလှနဲ့ယနေ့ထုံထုံတိတ်တန့်ဆောင်များကို အာရုံမခံစားနိုင်အောင်ဒီသူကတားဆီးချုံနှောင်နေမှမြင်နေဟိုချီမင်းသည်ဖိုတိုကွန်မန်ဒန်အနာပညာ၏ ထိတ်တဲ့ကိမ့်မဲ့သောအစီအစဉ်ရာတောတောင်ထထထုတ်ကိုကြော်ဖြတ်၍ရပ်ပေါင်းများစွာခြေချင်းခီးကိုတထောင်တထောင်ပြီးတထောင်ကျောင်းရွှေ့ခဲ့ရတော့လေတခါတရံတွင်မူထောင်ထဲတွင်လမ်းလျှောက်ခွင့်ပင်မရပဲကျင်းမြောင်မဲမောင်လှသည့်အလုံကန်းတွင်း၌ရပ်ပေါင်းများစွာပိတ်လောင်ထားခြင်းခံရသည်တခါကကိုလင်းတွင်ထိုသို့ရပ်ပေါင်းများစွာအပြင်သို့လမ်းလျှောက်ခွင့်ပေးပဲအလုံထောင်ထဲ၌ပိတ်လောင်ထားခြင်းခံရပြီနော်ဒီနေ့တွင်မျှော်လင့်ပဲအပြင်သို့လမ်းလျှောက်ခွင့်ရခဲ့သည်ဤတွင် ရပောင်းများစွာအပြင်မထွက်ရလမ်းမလျှောက်ရသဖြင့်ခြေဘွားများမှာဖြူဖွေးနူးညံ့နေသည့်အပြင်ရုတ်တရက်လမ်းလျှောက်မရပဲဒရင်တရံဖြစ်ဒူးမခိုင်အောင်ဖြစ်နေကြသည်ထိုခိုက်မှာပဲထောင်ဆောင်ဝါတာကအချိန်စစ်ပြီဟုဆိုကာနောက်ပြန်လှည့်၍အခန်းထဲပြန်ဝင်ရန်အမိန်ပေးလိုက်ရ။ဟိုချီမင်းမှာကုယိုကာယာတို့လိုတန်းတန်းဖြင့်သူ့ကိုယ်သူရေရမလို့ငိုရမလို့ဖြစ်မျိုးနဲ့ကြုံခဲ့ရသည်။ဟိုချီမင်းဒီကြားဆရာပြပြသူ့နှလုံးသားတွင်ကျင်နာမှုကုကျင်းဆန္ဒမှုနဲ့ ခံစားမှုများဖြင့်ပြည့်ဝလျက်ရှိသည်အထူးသဖြင့်သူနှင့်ဘဝတူအကျဉ်းသားများ၏ဆိုးဝါးလာသောဒဏ်ရာတန်ချက်များကိုပြက်ပြက်ထင်ထင်သိမြင်ခံစားတတ်သူဖြစ်သည်ရေရှင်ပဒေတိစနစ်၏ချဲ့လဲသွေးဆုပ်မှုအောက်တွင်အတိတ်ဒုက္ခရောက်၍စားရမယ်တောက်ရမယ်ဖြစ်ကာမရှောင်သာမလွဲသာခိုးဆိုးတက်ခိုက်လူရကြရမှာတရကွဲမြရကွဲဖြင့်ထောင်ထဲသို့ကြောက်ရောက်နေရရှာသောပစ္စည်းမဲ့ဆင်းရဲသားနေကြများ၏အခြေဆုံးများကိုကြည်ရင်ရင်နာထိခိုက်ခဲ့ရသည် တီယန်ဘိုအချင်းထောင်တွင်နေခဲ့ရစဉ်ကဖြစ်သည်ဒီနေ့တွင်သူနှင့်အတူထောင်ချတအုပ်၏ဇနီးတီတယောက်ထောင်ဝင်းစားလှတွေ့သည်ထုံးစံအတိုင်းအချင်းသားနှင့်သူဇနီးတို့သည်တန်နိုင်များချလျက်ထောင်ဝင်းစားတွေ့ကြရသည်သူတို့နှစ်ယောက်မှာတယောက်နှင့်တယောက်မကွာဝေးပဲကြားတွင်တန်နိုင်များသာရှိသည်သို့တော့သူတို့ဘဝမှာနီးလျက်နှင့်ဝေးနေကြသည်ပြန်ဒီနေ့မယားစကားမပြောနိုင်ကြပဲတန်နိုင်ကြမှတယောက်မျက်နှာတယောက်ကြည့်ကရဲ့ရဲ့ချင်ချင်ကြားနေကြရရှာသည်ဟိုချင်မင်းသည် ဘေးမှာအရာမလဲရက်ကြည့်နေရင်သူ့ရဲဘက်အကျဉ်းသားကြီးခြေကွဲဖော်ရာထောင်ဝင်းစာညင်ကွင်းကိုကိုကျင်းစာကဂျင်နာမိခဲ့တယ်။ဖုန်လေးကတနေ့လုံးသူ့မျက်စိထဲတွင်အီမြင်ကွင်းကိုထောက်ချက်မြတ်အောင်ညင်ယောင်နေမိတယ်။တခါကလည်းဟိုချင်မင်းဒီစိတ်နှလုံးတုန်လို့ချက်ချားဖွယ်အပြေဆုံးတစ်ခုနဲ့ကြုံခဲ့ရပြီတယ်။လောင်ကစားမှုဖြင့်ထောင်ကျလာတော့အကျဉ်းသားတယောက်ဒီသူ့နှင့်တခန်းထဲလာကြတယ်။ထိုအကျဉ်းသားမှာထောင်ပြင်ကလေးကငတ်တလေပြက်တလေဖြစ်ခဲ့ပုံရတွေ့ ကြောင်လီထွက်တော်လျက်ရှိရာထောင်ထဲမှာကျွေးသည့်မဝရှိစာနှင့်အဟာရမပြေဝမှကျမ်းမာရေးမငြိမ်ညွတ်မှုတို့ကြောင့်တင်ဒီချားပိန်ချုံးကအယိုးပေါ်အခြေတင်လာခဲ့သည်တညတွင်ဟိုချင်မင်းသည်ကမထမ်းရုပ်ပေါက်နေချသော ထိုကျင်းသားနှင့်ကြောချင်းကပ်၍အိတ်နေရာမှာ ထိုကျင်းသားမှာ အေးပက်၍အပြက်ကတေဆုံသွားခဲ့ရချသည်ဟိုချင်မင်းမှာအီဖြစ်ကိုမသိသဖြင့်အသက်မရှိတော့သည့်ထိုလောင်းကောင်ကြီးနှင့်ကြောချင်းကပ်၍တညလုံးအိတ်နေခဲ့သည် နယ်လဲမှာထိုးဖြစ်ကိုတည်ရ၍စင်နှလုံးတုံလို့ချက်ချခရတဲ့နေအများယူကြုံးမရဖြစ်ခဲ့ရတဲ့ထိုနေ့ကဘသူမှဂယုမဆိုင်ပဲပြစ်ထားသည့်ထိုးအကျင်းသားကြီးအလောင်းကိုဟိုချင်းမင်းသည်အချားကျဲပေါ်တိုးနှဲ့တူမြေညှုပ်တကြိုခဲ့ရတဲ့ဟိုချင်းမင်းသည်ရောက်လျရာအချင်းထောင်များတဲ့တွင်မြင်သည်မတွေ့သည်မကျုံသည်မကို သူ့အာယုံနဲ့ခန်းစားမိသလိုကြပြများရေးဆက်ဖွဲ့ဆိုခဲ့သည်ထို့သောရေးရတွင် ထိုကြပြအလောင်းကိုတရုတ်ဘာသာဖြင့်ရေးသားခဲ့သည် ရင်းနှံဘာသာဖြစ်မည်။ဘကြောင့်ဆိုတော့အကျဉ်းထောင်အနာပိုင်များနဲ့အဆောင်ဝါဒများမှာတရုတ်လူမျိုးများသာဖြစ်ကြ၍ရင်းနှံဘာသာကိုလုံးဝမရေးတဲ့အဖက်တပ်သူများဖြစ်ကြရာသူတို့အနေဖြင့်တန်တရားမရှိစေရန်သူတကြွန်းနားလည်သည့်တရုတ်ဘာသာဖြင့်ရေးသားခြင်းဖြစ်သည်။ထိုစဉ်ကဟိုချီမင်းရေးသားဆက်စုပ်ခဲ့သည့်ကြံနာမှာစုစုပေါင်း100နီးပါးရှိသည်။ဟိုချီမင်းသည်အကျဉ်းသားဘုရားအထွေကြုံများကိုထောင်တွင်းမှတန်းဟူသောအမည်ဖြင့်ထို့သို့ကြံပေါင်း100ခန့်တည်ကုန်းခဲ့ရာ စာပေအမှုတင်ညာဟုသည်ပြည်သူအတွက်ဟုသောအခြေခံသဘောတရားကိုလက်မလွတ်ခဲ့အထူးသဖြင့်ရှေးကစာဆိုတော်ကြပြားဆရာကြီးများနေဖြင့်ရည်မြေတော်တောင်လာရောက်စီးနှင်းစာသောပဝန်းကျင်တဘာဝအလှများကိုဖွဲ့ဆိုကြကြရမှာယခုခေတ်တွင်ကြားသည်ကျူးကျော်မှုမတရားမှုဖိနှိပ်မှုမှန်သမျှကိုတော်လန်တက်ခရာ၌တိုက်ပွဲလမ်းညွန်ဖြစ်ရမည်ကြားသည်ပြည်သူအချို့ပြုဖြစ်ရမည်ဤဒီမှာကြပြားဆရာတိုင်း၏အဓိကတာဝန်ဟု တတိချဆွေမြေယုံကြည်ခဲ့သည်ကွန်မန်ဒန်အချင်းထောင်များတွင်ကြားရောက်နေစဉ်အတွင်းပိုချင်မင်းအတွက်ခံရခက်သည့်အချက်မှာတစ်ခုတည်းသာရှိသည်ရဲမှာအချမ်းမဟုတ်ဘီယန်နန်တွင်ကြံ့ကျင်ခဲ့သည့်သူ့ရဲဘော်များနှင့်လည်းကောင်းဤရဲဘော်များ၏ဘီယန်နန်လွတ်လပ်ရေးကြိုးပမ်းမှုနှင့်လည်းကောင်းအဆက်ပြတ်နေခြင်းဖြစ်သည်ရန်ဖန်ရန်ကထောင်ချလူသစ်များထံမှဘီယန်နန်ဘက်တွင် ဖြစ်ပျက်နေသည့်လူထုလှုပ်ရှားမှုအခြေအနေများကိုတစုံတစကြားသိရသည့်အခါဝမ်းသာမဆုံးနိုင်အောင် ဖြစ်မိသည်တို့သောယခုကဲ့သို့ကဘာကြီးတစ်ခုလုံး ေရွေးရှင်ရေးဖြစ်နေတယ်လို့ဒီနယ်လွတ်လပ်ရေးအတွက်တက်နေလဲကကျိုးပန်းရကြီးအခါတို့တွင်မိမိမှအတိတ်ပဲမရှိကွန်မန်ဒန်အကျဉ်းထုံတဲ့တွင်နှစ်ရှည်လာများရောက်နေရသည့်အဖြစ်ကိုတွေးမိတိုင်းရင်နာမိသည်ယူကျုံးမရဖြစ်မိသည်နန်းနှင်းထောင်တွင်ရှိစဉ်တနေ့တနိုင်မညော်လင်မဲအကျဉ်းသားတယောက်ထံမှသတင်းစာတစ်စောင်ဖတ်လိုက်သည်ရင်းသတင်းစာတွင်ဗီယက်နမ်မှဗီယက်မင်းကဗီယက်နမ်လွတ်လပ်ရေးအတွက်တိုက်ခိုက်နေကြသည့်လူထုတို့ရှာမှုနှင့်လွတ်လပ်ရေးအတွက်တိုက်ခိုက်နေကြသည့်သတင်းများကို တွေ့မြင်ဖတ်ကြည့်လိုက်ရတော့ကဟိုချိန်မှာအတိုင်းမသိဝမ်းတာမိသည်သူမရှိတော့လဲလွတ်လပ်ရေးတပွဲကိုဆက်လက်ဆင်နွှဲနေကြသည်သူ့ရဲဘော်များအတွက်ချီးကျူးဂုဏ်ယူမိသည်တစ်ချိန်တည်းတွင်ဤတိုက်ပွဲများ၌သူကိုယ်တိုင်ပါဝင်နိုင်ခြင်းမရှိသည့်သူ့ဘဝအခြေအနေကိုအားမလို့အားမရဖြစ်မိသည်လွတ်ရက်ကိုစောင့်မျှော်ရင်းတရုတ်ပြည်တောင်ပိုင်းကွန်စီပြည်နယ်အတွက်ရှိခရိုင်ပေါင်း73ခရိုင်မှအကျဉ်းထောင်ပေါင်း30ကန်းတို့တွင်လက်လက်ကြောင်းရှိ၍ဒုက္ခအဝဝတို့ကို ခန်းစားလာခဲ့ပြီနော်တနေ့ကြောကြောအချိန်ကြာတွင်ဟိုချီမင်းသည်ကွန်မန်ထန်အချင်းထောင်မှလွတ်မြောက်လာခဲ့သည်ဟိုချီမင်းနောက်ဆုံးလွတ်မြောက်လာသည့်အချင်းထောင်မှာလမ်းချောင်းစစ်အချင်းထောင်ဖြစ်၍ကွန်မန်တန်ဗိုလ်ချုပ်ကြီးတူဦးဖြစ်သူမာရှယ်ချန်ဆိုသူကလုပ်ပေးလိုက်ခြင်းဖြစ်သည်ဗိုလ်ချုပ်ကြီးမာရှယ်သည်ကွန်မန်တန်နှင့်ကွန်မြူနစ်တို့မကွဲမီတရုတ်ပြည်ရေရှင်စစ်ပြင်ကြီးများကိုအတူလက်တွဲ၍တိုက်ပွဲဝင်ခဲ့ပူသူဖြစ်သည်ဗီယက်နမ်အဖွဲ့ချုပ်မှခေါင်းဆောင်များသည် ကွန်မန်ဒန်အကျဉ်းသားများအဖြစ်ကြောက်ရွံ့နေသောဟိုချီမင်း၏လူမျိုးရေးအတွက်လာပေါင်းများစွာကြိုးပမ်းခဲ့ရမှာနောက်ဆုံးတွင်မာရှယ်ချန်နှင့်အဆက်အသွယ်ရခဲ့ကြသည်ထိုချိန်ကဒုတိယကမ္ဘာစစ်ကြီးအတွင်းရှစ်တောင်အခြားတွင်မဟာမိတ်တို့ကပတ်စစ်ဂျပန်များကိုတန်ပြန်ထိုးစစ်များဆင်နွှဲရန်အပြင်းထန်ပြင်ဆင်နေကြသည့်ကာလဖြစ်သည်အမေရိကန်သမ္မတရူးစဖက်နှင့်တရုတ်ကွန်မန်ဒန်အာနာရှင်ချန်ကေရှိတို့သည်ဗီယက်နမ်အပါအဝင်အင်ဒိုချိန်းနားဒေသမှဂျပန်စစ်တပ်များရှုံးနိမ်စုခွာတော့ပါက ရင်းဒေသတစ်ခုလုံးကိုတရုတ်ကွန်မန်ဒါတညာကြီးညာတောင်မန်အောက်တွင် ထားရှိရန်သဘောတူညီထားကြသည်ယင်းသဘောတူညီကြရမာရှယ်ချန်သည်ဗီယက်နမ်မျိုးချစ်တအူကခေါင်းဆောင်အဖြစ်ထား၍ဗီယက်နမ်ဒေါ်လာရေးအဖွဲ့ချုပ်ကိုတည်ထောင်ခဲ့သည်သို့တော့ယင်းအဖွဲ့ချုပ်၏ခေါင်းဆောင်မှာတရုတ်ပြည်တွင်အနေကျလာသည့်ဖြစ်၍ဗီယက်နမ်စကားပင်မပြောတတ်တော့ဘဲစီယုံရေးနိုင်ငံရေးများတွင်လည်းအတွေ့အကြုံနှုတ်နယ်သူတို့ဖြစ်နေသည်တို့ဖြင့်သူနေရာတွင်လူစားထိုးရန်တင့်တော်သူတယောက်ကိုရှာဖွေရင်း လိုက်ချောင်းအချင်းတော်တဲ့တွင်ရောက်နေသောဟိုချီမင်းကိုတွေ့ပြီးထောင်မှလက်ပစ်ခတ်ခြင်းဖြစ်သည်။သို့ဖြင့်ဟိုချီမင်းသည်1943ခုနှစ်မလလောက်တွင် ထောင်မှလွတ်လာခဲ့သည်။ထောင်ထဲတွင်တနည်းကျော်မြမဝရေစာစား၍ကျမ်းမာရေးချွတ်တက်စွာပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲနေထိုင်ခဲ့ရသောဟိုချီမင်းမှာထောင်မှလွတ်လာခြင်းတွင်မျက်စိများကောင်းစွာမမြင်ရတော့ဘဲလက်မလျှောက်နိုင်လောက်အောင်အားနည်းနေခဲ့ရသည်။သို့ဖြင့်ရှေးဦးစွာမျက်စိမှုံ၍ချိနဲ့နေခဲ့သောဒူလာယောဂါကို အမြင့်ပြက်အောင်နားယူကုသပြီးမှဗီယက်နမ်ဒေါ်လာရေးအဖွဲ့ချုပ်ကိုခေါင်းဆောင်စီရင်ခဲ့သည်ထို့သောအေချိန်တွင်ဗီယက်နမ်၌ဗီယက်မင်းအဖွဲ့၏လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုတိုက်ပွဲများမှာတရေးရှင်ရေးတမျှဖြစ်လာရာ1944ခုနှစ်ဂျွန်လလောက်တွင်ဒေါ်လာရေးအဖွဲ့ချုပ်မှရဲဘော်ချုပ်နှင့်အတူဗီယက်နမ်သို့ပြန်လာခဲ့သည်ဗီယက်နမ်သို့ပြန်လာရန်ဆုံးဖြတ်ခဲ့သောဟိုချီမင်း၏ဆုံးဖြတ်ချက်မှာမှန်လဲမှန်ကန်လာ၍ရေးလဲကြည့်ရသည်ဟုဆိုရမည်ဖြစ်သည်ဒါကြောင့်ဆိုတော့ထိုချိန်မှာ ဒုတိယကဘာစစ်ကြီးအတွင်းဖက်စစ်တပ်များမရှိမလားချုံနေနေကြ၍ဘုံဘုံလဲကြဆုံးလူနေဖြစ်နေပြီဖြစ်သည်မဟာမိတ်တပ်များသည်လည်းရှိသည်ညလူသူလက်နက်အင်အားများကိုစုယုံ၍နောက်ဆုံးထိုးစစ်ကြီးကိုဆင်နွှဲကြရန်တဆုံနေကြသည်ဖြစ်သည်ဟိုချီမင်းသည်ထိုးချင်းခါ၌ဤချင်းတွင်ဗီယက်နမ်သို့အချင်းဤပြောင်းလာခဲ့သည်ဗီယက်နမ်အဖွဲ့ချုပ်ကိုခေါင်းဆောင်၍လက်နက်ကင်တော်လန်ရိတ်ကိုဆက်လက်ဆင်နွှဲခဲ့ရာ1945ခုနှစ်စက်တင်ဘာလတွင်နှစ်ပေါင်းများစွာက သူမျှော်မှန်းကြိုးပမ်းလာခဲ့တော့ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်ကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့တယ်။ဤသို့ဖြင့်ကိုမင်နန်အချင်းတော်များအတွင်း၌တနစ်ကျော်များလှည့်လည်နေထိုင်ကာတန်နိုင်ကြမှကြံများကိုရေးသားဆက်ဆုပ်ခဲ့သောပြည်သူစာဆိုဟိုချီမင်းသည်ဗီယက်နမ်သို့တင်ရောက်ရှိခဲ့ပြီးနောက်တနစ်ကျော်များအကြားတွင်ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏လွတ်လပ်ရေးကြီးညာစာတမ်းကြီးကိုထဲဝါခန်းကြားစွာကဘာသို့ဖက်ကြားကြီးညာနိုင်ခဲ့လေသည်။